ဂါဇာဒေသတစ်ခုလုံးကိုထိန်းချုပ်သွားမယ်လို့ဂါဇာမှာတိုက်ခိုက်မှုတွေအရှိန်မြှင့်ပြုလုပ်နေတဲ့အချိန်အစ္စရေးကဒိန်းလာနေမှာပြောကြားလိုက်ပါတယ်။ဂါဇာဒေသကိုလုံးဝပိတ်ဆို့ထားရကနေအနေငယ်ဖြေလျှော့ပေးလိုက်တဲ့အချိန်မှာနှစ်လအတွင်းပထမဆုံးအနေနဲ့အကူအညီအထောက်ပံ့အနေငယ်ဝင်ရောက်လာခဲ့ပါတယ်။ မတ်လ2ရက်နေ့ကတည်းကအစ္စရေးကအကူအညီထောက်ပံ့နေဝင်ရောက်မှုကိုပိတ်ဆို့ထားတဲ့အတွက်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကဂါဇာမှာရှိတဲ့လူနှစ်သန်းဟာငတ်မွတ်နေပါပြီလို့သတိပေးခဲ့ပါတယ်။လူသားချင်းစာနာမှုအကျအသေးကြုံတွေ့နေရတဲ့အပေါ်ဝေဖန်မှုတွေမြင့်တက်လာမှုကိုကြုံနေရတဲ့အတွက်ဂါဇာစီအထောက်ပံ့နေအကန့်အသတ်နဲ့ဝင်ရောက်ခွင့်ပြုမယ်လို့အစ္စရေးကပြောပါတယ်။ ကလေးတွေအတွက်ရိတ်ခါတွေအပါအဝင် အထောက်ပံ့ပစ္စည်းတွေတည်ဆောင်လာတဲ့ပထမဆုံးထရက်ကား၅စီးဝင်ရောက်လာခဲ့တယ်လို့လည်းပြောပါရယ်ထရက်ကားကိုစင်ဝင်ရောက်ခွင့်ပြုလိုက်ပြီးဖြစ်ပါတယ်ဒါပေမဲ့ဒါဟာအရေးကြီးလိုအပ်နေမှုအတွက်သမုတ်တရားတွေကြားတဲ့ရေစက်မျှသာဖြစ်တယ်လို့ကုလလူသားချင်းစာနာအကူအညီပေးရေးအကြီးအကဲတွန်ဖလက်ချာကကြေညာချက်ထုတ်ပြန်ပြီးပြောပါရယ် ဂါဇာဒေသတွင်ဝင်ရောက်လာတဲ့ထရက်ကားအရေအတွက်ကိုအတိမပြုတ်နိုင်တဲ့ကုလပြောရေးဆိုခွင့်ရှိသူစတက်ဖရက်ဒူဂျာရက်ကတတ်မှတ်ထားတဲ့နေရာမှာဘဲပစ္စည်းကိုမှ မချရသေးပါမှောင်နေပြီဖြစ်တဲ့အတွက်လုံယုံရေးရစိုးရင်ပူပန်ရတာကြောင့်မချနိုင်ခြင်းဖြစ်ပါတယ်အဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့အလုပ်လုပ်လို့မရပါဘူးလို့ပြောကြပါရစေ လူအများပြားငတ်မွနေတဲ့ပုံတွေကြောင့်အစ္စရေးရဲ့တရားဝင်စီရေးဆောင်ရွက်ချက်တွေကိုထိခိုက်လာနိုင်တဲ့အတွက်အကူအညီတွေပြန်လည်ဝင်ရောက်ခွင့်ပြုလိုက်တာလို့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကပြောပါရယ်အစ္စရေးရဲ့စစ်ပွဲဆင်နွှဲပုံနဲ့ပတ်သက်လို့လည်းဗြိတိန်ပြင်သစ်ကနေဒါနိုင်ငံတို့ကပြင်းထန်စွာရှုံချခဲ့ကြပါရယ်ထိုးစစ်တွေအရှိန်မြင့်နေတာကိုမလျှော့ရင် အခိုင်အမာအေးအေးမှုတွေပြုလုပ်ရလိမ့်မယ်လို့သူတို့ကတတိပေးခဲ့ပါရယ် တို့ရဲ့ပူးတွဲကြီးညာချက်ကိုဟာမတ်စ်တို့အတွက် ကြီးမားတဲ့ဆူလဲလို့နေတန်ယာဟုကခေါ်ဆိုခဲ့ပါတယ်။လောကမီဒီယာရဲ့ဆက်လက်ရည်တည်ထိုင်ဖို့ပြည်သက်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိမ့်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။